ဆရာမောင်သားချိုရေးသားထားတဲ့သမီးဖတ်ဖို့နှလုံးသားရှုမျောခြင်းများစာအုပ်ထဲမှငရမ်းကြောင်ကြီးများအိမ်သို့ပြန်လာကြပါသည်ဆိုတဲ့ခေါင်းစဉ်နံပါတ်၁ကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်။ငရမ်းကြောင်ကြီးများအိမ်သို့ပြန်လာကြပါသည်အခန်း၁သမီးရေအခုတစ်ခါမှာတော့အေယာဝတီတိုင်းရဲ့မြို့တော်ပသိမ်ရွှေမြို့တော်ကြီးကနေအိမ်ကိုပြန်တော့မယ်လို့ဆိုတာဖိဖိမာပါလာတဲ့အထုပ်ကလေးအပူလေးတွေကိုနောက်ဆုံးပိတ်အနေနဲ့တင်းလို့ဆဲလို့ပြင်လို့ဆင်လို့ နေဖြစ်ခဲ့တဲ့နေ့ကအဖြစ်ကလေးတစ်ခုကိုသမီးကိုပြောပြမယ်လို့ဖေဖေစိတ်ကူးရမိတယ်။ဟုတ်တယ်။အဲ့ဒီနေ့ကဖေဖေပသိန်းကပြန်မယ်နေ့။ပသိန်းတက္ကသိုလ်မှာအလုံးတာဝန်တစ်ခုနဲ့ရောက်နေရကဖေဖေပြန်ရမယ်နေ့။ဖေဖေကအထုပ်တွေပိုးတွေကိုသိမ်းဆီးပြီးတာနဲ့ဖေဖေခဏတာခိုးနားနေထိုင်ခဲ့ရတဲ့မော်ဒင်ဆောင်ရဲ့အခန်းကလေးလေးကိုဝေကနေဝိုက်ခနေအကြည့်ရောက်သွားမိတယ်။ညအမောင်ထဲမှာကန်းကိုထိုးထိုးရှာနေတဲ့သင်မောစလိုက်မီတွေလိုဟိုနေရာဖြတ်ခနေဒီနေရာဖြတ်ခနေနဲ့ ဖေဖေကလိုက်ကြည့်နေမိခဲ့တာပါဒီတော့လေဟိုခန်းတော့စပွဲလေးပေါ်ကငရမ်းကြောက်ဘူးကလေးကဖေဖေစိတ်ထဲကိုအဖို့ထစ်တခုလိုပဲရောက်လာပြန်တယ်လေအခန်းနှစ်ဟုတ်တယ်သမီးရဲ့အဲ့ဒီငရမ်းကြောက်ဘူးကလေးကသမီးမေမေထည့်ပေးလိုက်တဲ့ငရမ်းကြောက်ဘူးလေးပါပတိန်တဲ့ကတူမှာဖေဖေအလုံးလုံးနေတဲ့ရက်တွေထဲစားဖို့ဆိုပြီးထည့်ပေးလိုက်တဲ့ငရမ်းကြောက်ဘူးကလေးပါသမီးတည်တဲ့အတိုင်းဖေဖေကအိမ်အနှံ့ကိုဆွဲတတ်တဲ့လူလေး ဒဇိန်ဒီယန်အိမ်တွေမှာဖိဖိမပြောတတ်ဘူးဆိုင်သမင်းဆိုင်ရင်တွေကိုဖိဖိမမြင်တတ်ဘူးအဲ့လိုအိမ်ကိုအစွဲကြီးတဲ့လှပါတယ်လို့ဆိုကမှဒီဘက်နှစ်ပိုင်းတွေမှာတွားလိုက်ရတဲ့ခကြီးတွားလိုက်ရတဲ့ပသိမ်တက်ကသူတော်ကြာနေဆယ်တန်းကိစ္စတော်ကြာနေအဝေးတင်ကိစ္စတော်ကြာနေဒီကိစ္စနဲ့ပုံမှန်နေနေပြောရရင်တမီးရဲ့ပသိမ်မှာစားရတော့ရတာအဆင်မပြေလှဘူးအထူးသဖြင့်တက်ကသူတွေကစားတော့ဆိုင်တွေနဲ့ဖိဖိနဲ့အဆက်အဟက်ကမတည့်လှဘူး ။ဒါကြောင့်မို့ပသိန်ကနေအိမ်ကိုပြန်ရောက်တိုင်းရောက်တိုင်းမှာဖီဖီကစားရတောက်ရတာအဆင်မပြေလှဘူးလို့ညှိမိခဲ့တယ်။ဒါကြောင့်မဲသမီးမေမေကအခုတစ်ခေါက်မှာတော့ငရမ်းကြောက်တွေကိုကြာကြာနာနာဖုတ်ပြီးစီတွေဤနေအောင်စိန်ကဘူးနဲ့ထည့်ပေးလိုက်ဟန်ဒူပါရဲ့သမီးရဲ့အခန်းတော်သမီးရင်ဖီဖီငရမ်းကြောက်ကတကယ့်ငရမ်းကြောက်သမီးရဲ့ဖီဖီမိတ်ဆွေတယောက်ပြောတဲ့စကားနဲ့ပြောရရင်ဒုတိယကဘာစီကြီးပြီးမှအကောင်းဆုံးငရမ်းကြောက်ပဲထင်ပါရဲ့သမီးရဲ့ ဒနုပြူကပြပြတပဲမာလေးတယောက်ကလက်ဆောင်ပေးထားတဲ့ငရဲကြောက်တွေလေကိုတိုင်းခွဲကိုတိုင်းနေလှမ်းထားတဲ့ငရဲကြောက်တွေမူထင်ပါရဲ့စားမှပေါ့လို့ရွှတ်လို့မေးမှခြောက်လို့တယောင်းလို့ဒါကိုသမီးမိမိကအကြာနာဖုတ်ထူထောင်းကပဲစီစစ်စစ်တွေနဲ့ရွှဲနေအောင်စိမ့်ပြီးပလတ်စတစ်ဘူးကြီးနဲ့ထည့်ပေးလိုက်တာပါတပတ်ဆယ်ရဲကတော့ပြပြတယောက်ထဲစားပင်အောင်တော့ပေါ့ဒါပေမဲ့သမီးရဲ့ပသိမ့်တက်ကတော့မှတပတ်ဆယ်ရဲလောက်တော့ကြာလိမ့်မယ်လို့ထင်ထားခဲ့ပေမဲ့ တကယ်တကယ်ကြတော့ဖဖေးအလုံးက၃နှစ်ရဲ့လောက်နဲ့တင်ပြီးသွားခဲ့တယ်လေဒီကြတဲ့မြို့ကန်မိတ်ဆွေတွေကတစ်ခါစားနှစ်ခါစားဆိုကြလို့လာလာခေါ်ကြကြွေးကြမွေးကြနဲ့ပသိန်ကနေဖဖေးပြန်မယ်လို့ရော ပလတ်စတစ်ဘူးတွေကငရမ်းကြောက်တွေကတဝက်မရှိသရှိတော့ကျန်နေတော့ပြောရရင်ပထမဦးဆုံးဖဖေးစီကိုဝင်လာတဲ့တွေးကအဆောင်မှာကျန်နေရခဲ့မဲ့တခန်းခန်းကဆရာတယောက်ယောက်ကိုပေးထားပြစ်ခဲ့မယ်ဆိုတဲ့အတွေးပါပဲဒါပေမဲ့တခဏတွေးမှာပဲဖဖေးပြန်တွေးမိတယ် မကောင်းမှုထင်ပါရဲ့တမိရဲ့ဒါဟာမကောင်းလာဘူးလို့ဖေဖေထင်မိပါရဲ့အရင်ရင်လေးတွေတုန်းကတော့ငရမ်းကြောက်စားပါအောင်ဘာညာနဲ့လောကဝတ်တွေကိုဖေဖေမပြုခဲမိပဲပြန်ရောက်တော့မယ်ဆိုကမှကျန်တဲ့ငရမ်းချောက်ဖို့တွေကိုခမားတို့ကုံစားလိုက်ကြလို့ပြီးခဲ့ဖို့ဆိုတာဟာကိုယ်စိတ်ကိုလိပ်ပြလုံချင်စရာကောင်းမှမလားလို့ဖေဖေအတွေးဝင်သွားမိခဲ့တာအမှန်ပါပဲဖေဖေဘလို့မျက်နှာမျိုးနဲ့တခြားဆရာတွေကိုငရမ်းချောက်စီစဉ်ဖို့လှမ်းပေးရမှာပါလေငရမ်းချောက်ကိုတကယ်စားစီခြင်းလို့လား ဖဖေမကုံတော့လို့လားအိမ်ပြန်ယူသွားရမှာရှုံနေလို့လားအဖေကရှင်းရှင်းကြီးပါသမီးရဲ့အခန်းလေးသမီးရေတခါတခါဖဖေတို့အိမ်မှာတီးဆုံးချင်းဟင်းချက်ကြတာတွေသမီးမှတ်မိလိမ့်မယ်ထင်တယ်နော်တီးဆုံးချင်းချက်ရင် ဖြင့်ဖဖေတို့အိမ်မှာဘုံဘောလောပါပဲဒဏ္ဍာရုံတီးတစည်းအစိတ်ဆိုတာကလည်း၁၀တောင်းလောက်ပါတာပဲတီးတစည်း၁၀ဆိုတာကလည်းအတောင့်၂၀အစိတ်လောက်ပါတာယုံမဏီတီးတစည်း၁၀ကလည်း၁၀တောင်းလောက်ပါတာ ီကြားတဲ့ခရမ်းသီးနဲ့ကလဲပဲနဲ့အာလူရိုးချက်လိုက်တဲ့အခါဖေဖေတို့မိသားစုပစ္စည်းကွေးလေးဟာဟင်းကုံအောင်ဘယ်နဲ့စားရမှန်းမသိဘူးဒီတော့ခေါင်းရင်းအင်ကိုတပကံခြေရင်းအင်ကိုတပကံဟင်းလက်ဆောင်ပေးရမြဲလေဒါပေမဲ့ဖေဖေတို့စားပြီးတောက်ပြီးမှဘယ်တော့မှမကန်းခဲ့ဘူးအူဖျားဖျားခုခတ်သမင်းစားကြတော့မှမိုးလို့ဆိုကငှာဝေးဘလောက်များအနှွေးတက်ရကြမလဲသမီးရဲ့ဖေဖေမှတ်မိနေသေးတယ်။ကိုညာမှာဖေဖေတို့နေခဲ့ရစဉ်တုန်းကတညမှာ ထမ်းရည်ဆိုင်လေးဆိုင်လေးကိုဖိဖိရောက်သွားခဲ့တယ်။တဝိုင်းမှာလူငယ်နှစ်ယောက်ထမ်းရည်တောက်လို့ကိုတဝိုင်းမှာကလူခတ်ရွယ်ရွယ်တယောက်ကတယောက်ထဲထိုင်တောက်လို့ခဏလောက်ကြာတော့တယောက်ထဲသမားလူခတ်ရွယ်ရွယ်ကပဆန်ရှင်းပြီးတော့ထလာတယ်။သူ့လက်ထဲမှာကလည်းထမ်းရည်ပလင်းကိုကင်လို့ပလင်းထဲမှာကလည်းလက်ကြံကတဝက်လောက်နဲ့သူကဒီနေ့ထမ်းရည်ကချင်းလိုက်တာဘလို့မတောက်မရဘူး။ကြော့ကွာညီလေးတို့တောက်လိုက်ကြတဲ့။သူကထမ်းရည်ပလင်းကိုလူငယ်နှစ်ယောက်စပွဲပေါ်တင်ပေးလိုက်တာနဲ့ ပြဿနာဖြစ်တော့တာပါပဲကိုလူငယ်နှစ်ယောက်ကသူတို့ကိုစော်ကားတာလားဘာလားနဲ့ပေါ့အခန်းကသမီးရေဖဖေလေးပသိမ့်တက္ကသိုလ်ကပြန်လာတော့သမီးမေမေထည့်ပေးလိုက်တဲ့ငရမ်းကြောက်တွေကိုဘသူ့ကိုမှမပြစ်ပြခဲ့တော့ဘူးနှမျောလို့လွှင့်လည်းမပြစ်ခဲ့ဘူးအိမ်ကိုပဲပြန်တယ်လာခဲ့လိုက်တော့တယ်မတက်သားလို့စွန်ကျဲပြစ်ခဲ့ရတယ်ဆိုတဲ့စိတ်နဲ့ကိုွေးညွတ်ပုံမျိုးတွေရဲ့လောကပေါ်ဖဖေမကွေးညွတ်ခြင်းမူသမီးရဲ့ fashion image magazine ်မေ2001နောက်တစ်ပုတ်အနေနဲ့သကဝါမြေ၌လေးပေါင်ချင်းကြခြင်းဆိုတဲ့ပုံလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်သကဝါမြေ၌လေးပေါင်ချင်းကြခြင်းအခန်း1တမီးရေပုပ်ပားတောင်ကြီးကမြမဆန်လာတဲ့ကြောက်ကောင်ဆိုတဲ့မျိုးကလေးကိုဒီနှစ်တခါနွေရာသီမှာဖိဖိဖြတ်တန်းသွားခဲ့ရပြန်လာကလည်းမနစ်ကလူညာကြီးအချိန်မတော်ကြီးမှာပါပဲဟုတ်တယ်နော်မနစ်တုန်းကဖိဖိအညာကိုခကြီးထွက်ခဲ့ဖြစ်တာအခုလိုနွေရာသီကြီးမှာပဲလေ မိထီလာကြောက်ကောင်မကွေးတောင်းရင်းကြီးပကံအနှံ့ပြားပါပဲသမီးရဲ့ဖေဖေကမိထီလာကနေမကွေးကိုကူးတဲ့အခါညာကားနဲ့ပဲကူးနေကြသမီးရဲ့ဒါကြောင့်မို့မနှစ်တုန်းကလည်းအခုလိုပဲညာကားနဲ့ပဲကူးဖို့ဖေဖေကစီစဉ်ခဲ့တာပါဒါပေမဲ့သမီးရဲ့အဲ့ဒီညာဦးကဘလို့များဖြစ်တယ်မပြောတတ်ဘူးည9နာရီနဲ့10နာရီဝန်းကျင်လောက်မှာမိထီလာကိုဖျက်တတ်တဲ့ဝေးပြေးကားကြီးတွေဟာအကုန်လုံးကိုကြက်နေခဲ့တာပါပဲစတားဆိုတဲ့ကားကြီးကလည်းကြက်ခဲလို့ ကျွန်းဆွဲဆိုတဲ့ကားကြီးကလည်းကြက်ခဲလို့ထိုင်ဖို့နေနေတာသာမတက်ရက်လို့မရတော့တဲ့အထီကိုကြက်ခဲနေတာလေဒါကြောင့်မို့ဖီဖီကနည်းနည်းပါးပါးကလေးများအဆင်ပြေနိုင်မဲ့ကားကိုစောင့်နေခဲ့လိုက်တာလာတော့ည9:00နာရီတောင်ဆုံးလာပြီကားကြီးကသူ့ကိုယ်ပေါ်မှာရေးထားတဲ့ express ဆိုတဲ့စကလုံးကလွှဲရင်အကုန်လုံးလိုလိုနှီးနှီးကွေးကွေးလေးလေးလန်းလန်းဖြစ်ပုံရတာမို့ပထမတော့ဖီဖီမလိုက်ပဲနေခဲ့အောင်မလို့ပါပဲ ဒါပေမဲ့နောက်တော့လဲကဲရောက်ကျင်တဲ့အချိန်သာရောက်ပြီတော့ဆိုတဲ့စိတ်ကဖေဖေစီကိုရောက်လာပြီးဖေဖေလဲကားပေါ်ကိုတက်လိုက်ဖြစ်ခဲ့တော့တာပါပဲလေအဲ့ဒီတုန်းကလဲဒီနှစ်ခီးသွားတဲ့ညလိုပါပဲလာမင်းကြီးကထိန်ထိန်သာလို့ရွေဦးပေမို့ဆောင်းလက်ကျန်နှင်းတဲ့မြူကလေးတွေနည်းနည်းပါးပါးဆိုင်နေသေးပေမဲ့လာရောင်ကထိန်ထိန်လေးနေလို့လားမပြောတတ်ပါဘူးကြောက်ပြောင်းတဲ့နီလာလေးလေးပုံပားတောင်ပုံပုံဆုံဆုံကြီးကခင်လာရှင်းလာလေးလေးပါပဲသမီးရဲ့ ဆိုရရင်ဖေဖေတို့ကကြောက်ပန်းကိုဝင်တော့ညတကောင်ဆုံးနေပါပြီ။ဒီတိုင်းဆိုမကွေးကိုညအချိန်မတော်ကြီးရောက်သွားတော့မယ်လေ။ပြီးတော့ဖေဖေကကြောက်ပန်းကိုဝင်လာမှကြောက်ပန်းမှာဆင်းရင်တဲ့စိတ်ကပေါ်လာနေပြန်ပါလေရော့။ဒါနဲ့ပဲဆင်းပြေခဲ့တယ်ဆိုပါတော့။ကြောက်ပန်းမှာကဖေဖေတပည့်အရင်ခေါက်ခေါက်တွေများတယ်လေ။တင်းအင်ကိုသွားပြီးတော့နှိုးမယ်။ကြောက်ပန်းမှာတညတန်းဒီနှစ်ညတန်းဒီအိမ်မယ်ပြီးတော့မှမကွေးကိုကူးမယ်ဒီတော့ကဖေဖေစိတ်ကူးခဲ့ပုံတွေလေအခန်းနှစ် ကျောက်ဘရောင်းကိုရောက်တဲ့အခါတဲခိုဖို့အတွက်ဖိဖိကောင်းတဲ့ကိုရောက်လာတဲ့အိမ်က သမီးသီးတဲ့အန်ဒီဖြူဖြူခိုင်တို့အိမ်ပဲပေါ့ဖြူဖြူခိုင်ဆိုတာကမိထီလာကောလိန်မာတို့ကဖိဖိရဲ့တပည့်အရင်ပြီးတော့သူ့အကိုခင်မောင်ချိုးဆိုတာကလည်းဖိဖိရဲ့တပည့်ဖြစ်ခဲ့ဘူးသူဒီတော့တဲအိမ်လုံးနဲ့ရင်းနှီးနေတဲ့အတွက်ဖိဖိမားကျောက်ဘရောင်းကိုရောက်လို့ကတော့ဖြူဖြူခိုင်တို့အိမ်ဟာဖိဖိရဲ့စာရင်တော့အိမ်တဲခိုအိမ်မှာပဲဒါကြောင့်မို့အဲ့ဒီညကလည်းသူတို့အိမ်ကိုပဲဖိဖိကတန်းပြီးသွားခဲ့လိုက်တာပေါ့ ဖဖေရောက်သွားတော့အောက်ထပ်မှာမီးလင်းလို့စီဂျိုနဲ့သွေးတို့ကြောင့်လေးနည်းနည်းဖြတ်သွားမှုတဲ့သူ့အဖေကအိယာပေါ်မှာနှဲလို့ဆွေနီးမျိုးဆက်လို့ထင်ရတဲ့ယောက်ျားနှစ်ယောက်ကနင်းသူနင်းနှိမ့်သူနှိမ့်လို့နေငန်းတစ်ပါးဆိုတော့အကျော်ရီပါရီတက်ရှာတဲ့ထင်ပါရဲ့ဒါနဲ့ဖဖေလည်းကြောက်ပြောင်းမှာနှညာသုံးညာလောက်တော့နေအောင်မလို့ဆုံးဖြတ်ခဲ့မိလိုက်ပါရောအဲ့ဒီမှာရင် သမီးကိုပြောပြခြင်းနဲ့အဖြစ်တစ်ခုနဲ့ကလည်းတဲ့တဲ့ကြီးကိုဝင်တိုးမိခဲ့လိုက်ပါလေရောအခန်းတော့သမီးရေ ဲ့ဒီမှာဖြူဖြူခိုင်တို့ရဲ့အဖေကိုညနေတိုင်းညနေတိုင်းလာလာကြည့်ပေးနေတဲ့ဆရာဝန်ကလေးတယောက်ရှိတယ်သမီးရဲ့သူကရောက်လာပြီဆိုတာနဲ့သူ့ပုံစချိန်လာပါပဲပြီးရင်လိုအပ်သလိုဆေးထိုးမယ်လေနောက်တော့စားစေးတွေပါတွေပြီးတဲ့ရင်လည်းပြီးညွှန်းနိုင်ရင်လည်းညွှန်းပေါ့အားလုံးပြီးပြီဆိုရင်တော့သူ့ဆိုင်ကလေးနဲ့သူဆေးကန်းရှိရာကို ပြန်သွားမြဲပါပဲအစ်မတန်မကိုခေါ်ယူပြီးခင်မင်စရာနှိမ့်လို့စရာကောင်းတဲ့ဆရာဝန်ကလေးပါ ဒီတော့ငါဖေဖေအကြောင်းပြောင်းမှနေခဲ့တဲ့နေ့ရက်မှာသူလူနာကိုလာကြည့်တဲ့နိုင်ပိုင်းကလေးလောက်သာသူနဲ့မျက်နှာချင်းဆိုင်ခဲ့ရတာဖြစ်ပေမဲ့နှစ်ယောက်သားလက်ဖက်ရည်ဆိုင်တွေပါတွေထွက်ထိုင်ကြတဲ့အထိယင်းကြီးခင်မင်းသွားကြတာကိုသာကြည့်ပြီးတော့သမီးရေဖေဖေရှိနေတဲ့တညနေမှာဆရာဝန်ကလေးရောက်လာတော့အခန်းထဲမှာကလူတွေက9ယောက်10ယောက်လောက်ရှိမလားမသိပါဘူးပတ်ဝန်းကျင်နီးနားအိမ်တွေကလူတွေရောရွာနီးချုပ်ဆက်ကနှမ်းလို့မကြီးလို့ထညက်တို့နဲ့ပတ်သက်တဲ့လူတွေရောလူနာကိုတည်င်းလာမိကြတာလေ ဆရာဝန်ကလေးကရောက်လာတာနဲ့သူ့အလုပ်ကိုသူတသက်ရင်ရဲ့လုပ်သွားတာပါပဲစေအိတ်ချပြီးပေါင်ချင်းငကြက်နဲ့ထောက်စေထိုးစေပေးလုံရဲတိုင်းပါပဲသမီးရဲ့ဒါပေမဲ့ရွှေနဲ့ယူမားပန်းစကားတို့ပွင့်လန်းရာပုတ်ပါတော်ကြီးတစ်ပိုက်ကလူတချို့ကခက်နေကြတာပါပဲဆရာဝန်ကသူ့စေအိတ်ကိုဆွဲပိတ်လိုက်ပြီးပြန်တော့မလို့ဆဲဆဲအင်းကချတိုက်ထားတဲ့အေးကွက်ကိုမောချနေခဲ့တော့မှပဲပဒင်းလာမိတဲ့ထဲကမိမကြီးတယောက်ကစတာပါပဲကဲအတော်ပဲ အတော့ကိုသွေးပေါင်ချင်းပြီးစားမှဆရာရဲ့ခေါင်းထဲကနောက်တော့ကြီးဖြစ်နေလို့ဆရာဝန်လေးကတစ်ချက်လှမ်းကြည့်တယ်တမီးရဲ့ပြီးတော့သူ့အကြီးကိုဆွဲပွင့်ရှာပါတယ်ပြီးတော့ငကြက်ကိုထုတ်ဘေးချဆေးဘူးတွေကိုထုတ်ဘေးချသွေးပေါင်ချင်းနဲ့ကရိယာလေးကိုထုတ်အတော်ကြီးရဲ့လက်မောင်းမှာကတ်သွေးပေါင်တိုင်းပေးရှာပါတယ်သွေးမတိုးပါဘူးတော်တော့တဲ့ဒါနဲ့ဆရာဝန်လေးကသူ့စိတ်ပစ္စည်းတွေကိုအိတ်ထဲကိုပြန်ထည့်ပြန်ပါတယ်စိတ်ကိုဆွဲပိတ်မလို့လုံးနေတော့မှမှ တယောက်ကထလာပြန်လာပါပဲဒီတစ်ခါတော့အမျိုးသားကြီးတယောက်ပါသမီးရဲ့တောက်လဆာဆေးဘောလေးကိုဇပွဲပေါ်လှမ်းတယ်လို့ကျုပ်ကလည်းလုံးကြည်စမ်းမအောင်ဆရာရဲ့တဲ့အန်ဟောဆရာကောင်းတဲ့ဆရာဝန်လေးပါပဲဘာတခွန်းမှမပြောဘဲနဲ့ကိုပစ္စည်းတွေ ပြန်ထုတ်လို့ဝေးပေါင်တိုင်းပေးရှာပါတယ်တက်ပြင်းလေးတစ်ချက်ခိုးချလိုက်တာကလွဲလို့ပေါ့လေအေးလေပြပြရဲ့အဲ့ဒီအင်္ဂါကိုခမောင်ချိုးရဲ့တယောက်မျက်နှာတယောက်အတိတ်ပဲပါပါနဲ့လှမ်းကြည့်မိလိုက်ကြတာဟာလဲအမှန်ပါပဲသမီးရဲ့ ခန်းလေးတမီးရေမနှစ်ကလိုပဲနှွေဦးတညလာရောင်အောင်မှာဖီဖီတယောက်မိထီလာကနေမွေးကိုသွားကြောင်ပန်းောင်းမျိုးကလေးကိုဖျက်သွားရတော့မနှစ်ကတွေ့ခဲ့ရတဲ့အဖြစ်ပြက်ကလေးတွေကိုသွားပြီးသတိရမိလိုက်တာအမှန်ပါပဲသကဝါပန်းတွေပွင့်ရမည်ကသွေးတို့ကြောက်တဲ့လူတွေအကြောင်းလေသွေးတို့မှာကိုကြောက်တယ်ဆိုရင်လေဆရာစေကန်းကလေးကိုတလေးတစားသွားလို့ဆွေးနွေးပါတိုင်မယ်မှာအစမ်းတက်ခံမှာတော့လာသမီးရေအခုတော့ဒီလိုလည်းမဟုတ်ဘူးတခြားလူနာရှင်ကပင်းလို့လာပြီး ကုသပေးနေတဲ့အချိန်မှာမှလမ်းကြုံလို့အစ်စ်တောင်းတို့မျိုးကြီးနဲ့ဆရာဝန်လေးကိုဘလောက်အားနာဖို့ကောင်းလိုက်မလဲ။ငင်းဖို့ကြပြန်တော့လည်းအခက်။သမီးမှတ်မိအောင်မလားမသိဘူးနော်။ဘုတခါမျိုးတစ်မျိုးမှာတော့ဖဖေတို့ကြုံခဲ့ရတာလေ။အိန်းလေးကသူ့သမီးလေးအကြောင်းပို့အကြောင်းကြို့ဖို့ဆိုပြီးဆိုင်ကားတစ်စီးကိုလာပြီးနဲ့နှားထားခဲ့တာလေ။ဆိုကြပါစို့။တလကို1500လို့။ကျောင်းဖွင့်ရက်တွေမှာမနေ့၈နာရီခွဲလိုက်ဖို့ညနေ၄နာရီတော့ပြန်ကြည့်။ ။ကျောင်းပိတ်ရင်တော့ပို့စရာကြိုစရာမလိုဘူးဆိုပါတော့။ဒါပေမဲ့သမီးရဲ့ခက်လာတာကတချို့ကျောင်းပိတ်ရက်တွေမှာအဲ့ဒီအိမ်ကအိမ်သားတွေဈေးသွားပါသွားလုံးကြလို့ခုနဆိုင်ကားကိုစီးကြတဲ့အခါဆိုင်ကားကပေးရတာကိုအသံမြည်လာကြတယ်လေ။တကယ်ကတော့ဘာမှအသံမြည်စရာမလိုဘူးလို့ဖေဖေကတော့ထင်မိတာပါပဲ။သူတို့ဆိုင်ကားကိုလာပြီးငှားထားတာကကလေးចောင်းကိစ္စအတွက်ပဲလေသူတို့အိမ်သားအလုံးစီးဖို့မှမဟုတ်တဲ့ဟာဒါဟာအစ်စ်တောင်းစရာကိစ္စလားသမီးရဲ့ ။ဖြူဖြူခိုင်တို့ခမောင်ချူတို့ကဆရာကိုပင်ထားတယ်ဆိုတာကလည်းသူတို့ဖခင်ကြီးရဲ့ကျမ်းမာရေးအတွက်ပင့်ခေါ်ထားတဲ့ကိစ္စပဲ။တခြားလာတည်မင်းတဲ့လူတွေကတွေးလို့ရှိမရှိဂျုံလို့စမ်းသပ်ခိုင်းတဲ့ကိစ္စကတော့မတင်လှဘူးလို့ဖေဖေကတော့ခံစားမိတာပါပဲသမီးရဲ့။အော်ကြောက်ပန်းအောင်ကြောက်ပန်းအောင်သကွာပန်းနေပွင့်ရမြေကကြောက်ပန်းအောင်ဒီကြောက်ပန်းအောင်မှာမနှစ်ကတွေးခဲ့ရတဲ့တွေးလို့ကြောက်သူတွေအကြောင်းကိုတွေးစမြုပ်ပြန်ကဖေဖေတယောက်တည်းပြုံးလိုက်ချိန်မှာတော့ ကားကဂွေးကြိုဟိုတောင်ဖြတ်နေခဲ့ပြန်မှာပေါ့သမီးရဲ့ Cherry Magazine AB လ2000အတောင်20ဝက်များရှိကသွားဆိုတဲ့အပုတ်ကလေးကိုထမှန်ဖက်ပြပြီးမှဖြစ်ပါတယ်ရှင်အတောင်20ဝက်များရှိကသွားအခန်းတက်သမီးရီဒီတစ်ခါမှာတော့သမီးတို့လိုမိမသားတွေရဲ့ကြားမှာလေးစားစရာကောင်းလောက်အောင် နေတတ်ထိုင်တတ်သွားတတ်လာတတ်တဲ့ပြည့်တငယ်ချင်းတယောက်အကြောင်းကိုစဉ်းစားမိတယ် သူကဟိုးပြပေတို့အကြောင်းနေစဉ်ကာလတုန်းကခင်ခဲ့ရတဲ့တငယ်ချင်းတယောက်ပါသမီးရဲ့အကြောင်းနေစဉ်ကာလတုန်းကလို့ဆိုတာကြီးကိုပုံပြီးတိတိကျကျဖြစ်သွားအောင်ပြောရမယ်ဆိုရင်တော့တက္ကသိုလ်တုန်းကပေါ့သမီးရဲ့ကံတော်တော်လို့လူတိများကြတဲ့ရန်ကုန်တက္ကသိုလ်ကြီးမှာဖေဖေတို့တွေပညာသင်ကြားခဲ့ကြတဲ့အချိန်တုန်းကပဲပေါ့ဖေဖေတို့နဲ့အသက်တူရွယ်တူအတန်းတူဝါသနာတူဘဝတူတငယ်ချင်းတယောက်ပါပဲသမီးရဲ့ဒါပေမဲ့သူ့အမှုချင်းတစ်ခုကတော့ဖေဖေတို့ထက်ပိုလို့မြင်မားနေခဲ့တယ်လို့ဖေဖေကခံစားရတယ် သူ့အမူအကျင့်တချို့ဟာသမီးတို့လိုမိမသားတွေဖို့သွားလွယ်လာလွယ်နေထိုင်လွယ်စရာမြင့်မြတ်သောအမူအကျင့်များလိုပဲဖီဖီကသုံးသပ်မိတယ်။ဒါကြောင့်လဲသမီးကိုပြောပြဖို့ရာအတွက်ဖီဖီကစိတ်ကူးပေါ်မိတာပါပဲ။အခန်းနှစ်ထုံးစံအတိုင်းပဲပေါ်သမီးရဲ့ဖီဖီတို့တွေတက်ကတူတက်နေစဉ်ကာလတွေတုန်းကလည်းအเจ้าမှာတစ်ခါတစ်ခါဖီဖီတို့နဲ့အတူလက်ဖက်ဆိုင်လိုက်ထိုင်တတ်တဲ့အကျော်ဆိုင်လိုက်လိုက်ထိုင်တတ်တဲ့တငယ်ချင်းမိန်းကလေးမျိုးတွေကလည်းရှိတတ်ကြတာပဲပေါ့။ ဲ့ဒါလိုမိန်းကလေးတွေနဲ့ဖေဖေတို့တွေသွားကြလာကြတဲ့အခါတိုင်းဖေဖေတငယ်ချင်းလုံတတ်တဲ့အမှုချင်းတစ်ခုကိုတစ်ချိန်တစ်ခါတော့ဖေဖေသတိမပြုမိပေမဲ့အချိန်ချင်းခါခါဖြစ်လာတဲ့အခါမှာတော့တိတိတတ်တတ်ကြီးကိုပဲသတိထားမိလာခဲ့ပါတယ်။ဒါကြောင့်လဲတနေ့မှာတော့သူ့ကိုမနေနိုင်မထိုင်နိုင်ဖွှေးဟမိခဲ့တော့တာပါပဲ။မမတ်ရရအဲ့ဒီနေ့ကအင်းအားကံမောင်းမှုမှာအကျော်ဆိုင်ထိုင်ဖြစ်ခဲ့ကြတဲ့နေ့တွေလေ။အခန်းတော့ အဲ့ဒီလေးတုန်းကဖြင့်ဖေဖေတို့အဖွဲ့သားတွေဟာတော်တော်ကိုလူစုံနေနေပါပဲသမီးရဲ့ယောက်ျားလေးတွေရောမိန်းကလေးတွေရောတအုပ်ကြီးပဲဖေဖေစိတ်ထင်ဆယ်ယောက်တောင်မှကပါမလားမသိတောက်ကြနေညနေပိုင်းကြီးဘာအတန်းမှမရှိတော့လို့အင်းအားကံမောင်ယူဘော်ကအကျော်ဆိုင်မှာရောက်နေခဲ့ကြတာလေနောက်ကြပြောင်ကြရေကြမောကြနဲ့တော်တော်ကလေးညနေအေးသွားတော့မှထပြန်မှုလုံးဖြစ်ခဲ့ကြတယ်ဖေဖေအခုသမီးကိုပြောပြောနေတဲ့တငယ်ချင်းကတော့သူ့ထုံးစံတိုင်းပဲပေါ့သူကအရင်ဥအောင်ထပြီး ခမရတို့မိန်းကလေးတွေနောက်ကလိုက်ခဲ့ကြဗျာလို့ဆိုတာရှေ့ကနေနည်းနည်းကြောရှောက်သွားလို့ဖေဖေတို့ကလည်းသူ့နောက်ကနေလိုက်ရတော့တာပါပဲယောက်ျားလေးတွေကရှေ့ကမိန်းကလေးတွေကနောက်ကအတောင်20ဝန်းများရှေ့ကသွားတယ်လို့ပဲဆိုပါတော့နည်းနည်းလေးရှောက်သွားမိပြီးတဲ့အခါဖေဖေကသူ့ကိုမေးမိပါတယ်အမြဲတမ်းမိန်းကလေးတွေရှေ့ကနေဥအောင်ထထသွားတဲ့ကိစ္စသူပြန်ပြောဝန်ကိုနားထောင်လိုက်တော့မှသမီးရဲ့အမှုပညာပစ္စည်းတရလို့သူ့ရဲ့ ကိုနဲ့စိတ်ကိုနေရာချထားလိုက်ပုံကနေလှလိုက်တာဖေဖေကြက်သီးတွေဖြန်းကနေထသွားမိတယ်သူကပြောတယ်သမီးရဲ့ဖေဖေတို့တွေကြောဆိုင်မှာထိုင်ခဲ့ကြတာအချိန်တော်တော်ကြာသွားခဲ့ပြီတဲ့မိန်းကလေးတွေဆိုတာအင်ဂျီကိုဆွဲချခြင်းလဲချမယ်တဲ့ထမိန်ကိုလှည့်ဝင်ခြင်းလဲဝင်မယ်တဲ့မတဘာဝကိစ္စတွေမမျှော်လင့်မဲဖြစ်ခြင်းလဲဖြစ်နိုင်တယ်တဲ့ဒါကြောင့်သူတို့ကိုရှိကထားပြီးကိုကနောက်ကလိုက်သွားဖို့ဆိုတာရိုင်းတယ်လို့ပဲတဲ့ ဒီအတွက်သူတို့တွေအသက်ရှူချောင်းလိုချောင်းများထပေးလိုက်တာပါတဲ့ဟုတ်တယ်သမီးရေပြဖေတငယ်ချင်းကအဲ့ဒီလိုလူပါပဲတပည့်ဆိုင်ထိုင်ကြရင်လဲမင်းကလေးတွေရင်သူကရှေ့ကထတတ်မြင်ခေကအတိုင်းအပေါ်တတ်ကိုတက်ကြမယ်ဆိုရင်လဲသူကဥပောင်ရှေ့ကတက်သွားတတ်စမြင်မင်းကလေးတွေအသက်ရှူချောင်းမှုလွတ်လွတ်လွတ်လပ်ပေါ်ပါဖို့နောက်ကျောလုံးမှုအသေးချာကိုတွက်ဆကသူ့ကိုယ်သူနေရာချထားတတ်တဲ့သူလေဖေဖေကတော့ဒါဟာလဲအမှုပညာတရက်ပါလားလို့တော့ယူဆနေမိပြန်ပါသေးရဲ့ ခန်းလေးအင်းအားကံမောင်ရိုးဘော်ကအကျော်ဆိုင်ကနေထပြန်ဖြစ်ခဲ့ကြတဲ့တညံ့နေကင်းတော့ကမင်းကလေးတွေရှိကနေဥအောင်ထပြီးတော့ခြေလန်းကိုနည်းနည်းဆောလိုက်တဲ့တငယ်ချင်းရဲ့စိတ်သက်သာစောက်ပုံကိုအစာပြုကဖေဖေမှလည်းအတွေးတွေပွားများလိုက်ရတာဟုတ်တယ်သမီးရဲ့ဖေဖေတို့ကိုယောက်ျားဆိုတာမျိုးကစူကျဲချမ်းမြတ်နဲ့လည်းကြည်ကောင်းပါတယ်အပေါ်အင်ကြီးဗလာနဲ့လည်းတင့်တယ်ပါတယ်လုံကြီးဒူးပေါ်ပေါင်ပေါ်နဲ့လည်းအမြင်တင့်ပါတယ် ဒါပေမဲ့တမီးတို့လိုမင်းကလေးမျိုးဆိုတာမျိုးကြတော့ဒီလိုမဖြစ်ဘူးမဟုတ်လားအတတ်နိုင်ဆုံးတီးကြဖို့တည်ရဖို့တည်ကြဖို့လိုအပ်လာတယ်လေတမီးတို့ရဲ့တီးကြနိုင်ခွင့်တည်ရနိုင်ခွင့်တည်ကြနိုင်ခွင့်ကိုဖေဖေတို့လိုယောက်ျားကလေးတွေကနားလည်ပေးရပြီမပေါ့မင်းကလေးတွေထမင်းရင်ရှားနဲ့ရေချိုးနေကြတော့အဲ့ဒီနေရာနဲ့မလှမ်းမကမ်းမှာမတီးသားဆူရွားစွာရှိနေသောယောက်ျားတယောက်ကြောင့်သူတို့လေးတွေအသက်ရှူကျက်နေကြပုံကိုဖေဖေတွေ့ခဲ့ဘူးလေ မိန်းကလေးတွေကြီးပဲအခန်းထဲမှာပေါပေါပါပါဝဲဟဲစားဟဲလဲဟဲလျောင်းဟဲနေကြအောင်အရင်ကမသိစွာစကားထိုင်ပြောနေတဲ့ယောက်ျားလေးတစ်ယောက်ကြောင့်သူတို့လေးတွေလွတ်လပ်စွာဆုံးရှုံးနေကြပုံကိုလည်းဖိဖိမြင်ခဲ့မှုတယ်။သမီးရင်သမီးတို့တွေလွတ်လွတ်လပ်လပ်နဲ့လဲလျောင်းကြဝေကြစားကြရအောင်လှည့်ပြန်သွားတဲ့ယောက်ျားတစ်ယောက်ဟာလေးစားစရာမကောင်းဘူးလား။သမီးတို့တွေအသက်ရှူချောင်ချောင်နဲ့ရှော်ကြဖို့ကြလောင်ကြချူကြရအောင်ခွေချောင်းသွားတတ်တဲ့ယောက်ျားတယောက်ဟာနှိမ့်လို့စရာမကောင်းဘူးလား မီးတို့တွေတွေပေါပေါပါပါနဲ့ပြင်ကြဆင်ကြနောက်ကျောလုံးလုံးခြေလှမ်းလှမ်းနိုင်ကြအောင်အကျော်ဆိုင်ကအထမှာလက်ဖက်ရည်ဆိုင်ကအထမှာလှေကားကိုအတက်မှာရှေ့ကနေဦးဆောင်ထွက်သွားတဲ့ယောက်ျားတစ်ယောက်ဟာအထင်ကြီးစရာမကောင်းဘူးလားဖေဖေလေးဟိုတနေ့စီကလက်ဖက်ရည်ဆိုင်ကအထမှာတော့သွားစုပြလို့ဆိုကရှေ့ကနေလှမ်းထွက်လိုက်ပါရဲ့မိတ်ဆွေဆရာမတွေကဖြင့်ထမိန်ကိုဆွဲချသူကခြားတော့လှဲ့ဝေသူကဝတ်တော့ငုံကြည့်သူကကြည်တော့အတောင်၂၀များရှေ့ကသွားရမယ်လေ Cherry Magazine စက်တင်ဘာလ1998နားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးများ í တင်ပါတယ်ရှင်။